အမှန်တကယ်တော့အမရဲ့သူတို့လည်းမစူးဖြစ်တာတော့မဟုတ်ပါဘူးဒါပေမဲ့အဲ့လိုရတဲ့ရတဲ့အချိန်မှာတော့သူရသလိုလေးပေါ့ဟိုသွားနေရကြတာတကယ်တကယ်မရဘူးဆိုလဲဆိုတော့သူတို့တကဟိုတိတ်လည်းမကြကျွန်တော်တို့ဒီလိုဇက်ဖို့ဆက်ရံအဲလောက်တွေရတော့အမရဲ့အများကြီးလည်းစူးမိဖို့ဆိုတာတော်တော်ခဲရင်ပါလေကျန်တဲ့စီဝါရေးတစ်ခုလေးလို့လို့အောင်မြင်တယ်ဆိုရင်တော့တမျိုးပေါ့လေဘာလို့ဆိုတော့သူတို့ကလည်းသူတို့အတွက်ကလည်းအရင်ဇက်ဖို့ဆက်ရံဆိုတာအရင်နဲ့ကျွန်တော်တို့ ိုဟိုရကြတဲ့လူတွေမဟုတ်ဘူးလေအင်းမအခုသူတို့ကကြတော့အသက်ကြီးလာတဲ့အခါကျမှတချို့ကတော့သူတို့ရဲ့သားသမီးဘာညာကုသိုလ်ကံကောင်းတဲ့အတွက်အဆင်ပြေသူတွေနေနိုင်စားနိုင်ကြတာပေါ့တချို့ကျတော့လည်းအဲအဲ့ကံမကောင်းတဲ့အတွက်အဖိုးကြီးဘွားကြီးပဲဖြစ်တဲ့အတွက်သူတို့ခမရမှာအသက်ကြီးမှတော်တော်ဒုက္ခရောက်တဲ့ရောက်နေကြတဲ့ဟိုကျွန်တော်တို့အမှုပညာဟိုအသက်ကြီးပိုင်းတွေအများကြီးပဲရှိပါတယ်ဗျ အဲ့ဒါကတော့ဘယ်လိုလဲဆိုတော့ဟိုကျွန်တော်လည်းဒါဒီလိုမျိုးဒါဟိုသင်ခန်းစာအားလုံးပဲသင်ခန်းစာဒါယူကြရမှာပေါ့လေတကယ်မှာအဲဒီအမှုပညာကိုပဲချစ်တယ်အမှုပညာကိုပဲမြတ်လို့တယ်ဒီတစ်ခုတည်းနဲ့ဒီကျွန်တော်တို့ဒီလောက်ကရင်စားတောက်နေတဲ့ကျွန်တော်တို့တွေရဲ့ဇက်ဖို့ဆိုင်ရန်တော်တော်များများဒီလိုမျိုးအသက်ကြီးရင်ကျွန်တော်ဟိုအကြံဉာဏ်ပေးချင်တာပေါ့စီးပွားရေးလေးတစ်ခုလောက်လဲဒီအပြင်ဘေးမှာဟိုလုံနိုင်ရင်တော့ပိုကောင်းတာပေါ့လေ ဒီနေ့ကတော့ကျွန်တော်တို့ဒါအဲရုပ်ရှင်စီယုံမှာရုပ်ရှင်စီယုံမှာတက်ကြီးပူဇော်ပွဲပေါ့တက်ကြီးပူဇော်ပွဲမှာအဲကျွန်တော်လည်းတစ်ဖက်တစ်လမ်းနေပါဝင်ပြီးလာလှူဒန်းတာပေါ့နှစ်နှစ်မနှစ်ကလည်းကျွန်တော်ဒီလိုမျိုးလှူခဲ့တယ်ဗျအဲဒီနှစ်လည်းကျွန်တော်တက်နိုင်သေးပေါ့ကျွန်တော်လှူခဲ့တယ်အဲကျွန်တော်အခန်းသုံးခန်းယူထားပြီးတော့လှူတယ်ဗျမနှစ်ကဆို၅ခန်းယူပြီးလှူဒီနှစ်လှူတဲ့ပစ္စည်းတွေကကျွန်တော်တို့အခုအဖိုးအဖွားတွေသူတို့လှူတဲ့ပစ္စည်းတွေကို ပြန်ထည့်ပြီးယူသွားလို့ရအောင်ကျွန်တော်တို့ဟိုဆွဲခြင်းတော့ဆွဲခြင်းဆွဲခြင်းပေါ့ဆွဲခြင်းပါမယ်ပြန်နောက်တစ်ခုကကျွန်တော်တို့ဟိုရေတံဘူးရေတံဘူးဆိုတာကျွန်တော်တို့ခလေးတွေကြောင်းတက်ရင်လေထည့်ထည့်ပြည့်တဲ့ရေတံဘူးမျိုးဟိုဟိုအကြီးပေါ့အကြီးလေးအဲ့အလေးတွေပါမယ်ပြန်နောက်ဟိုငါးတက်တာပေါ့အိမ်မှာ အဲရန်နဲ့စားလို့ရတဲ့ငါတစ်တာဟောအဲ့လိုမျိုးအဲမနစ်ကလည်းကျတော့အဘိုးဘွားတွေဟိုကြည့်ရတဲ့အချိန်ပါလေသူတို့ကျွတ်ကျွတ်အိတ်တွေနဲ့အဲအဲ့လိုမဆန်မပြဲတွေတော့တော့ချင်းလောင်းလေးနဲ့ဒီလိုလှူတဲ့ပစ္စည်းလေးတွေကိုချင်းလောင်းလေးနဲ့သူတို့တည်ပြီးပြန်သွားလို့ရတယ်ဆိုရင်ပြန်သွားလို့ရတယ်ဆိုရင်အဲဟိုဟိုဟာဟိုဟာဖြစ်တာပေါ့အဲကျွန်တော်အဲ့အရည်ရွယ်ချက်လေးနဲ့လှူတာပါတော့ကိုအဘိုးတွေအဘွားတွေလိုပါပဲကျွန်တော်တို့ကတော့လေဘာဖြစ်ဖြစ်ကျွန်တော်ကျွန်တော်တန်းတန်းတွေလေးသူတို့လှူမှတမ်းမယ်ပေါ့ကျွန်တော်စိတ်ကူးကတော့ဒီလိုလေးပဲရှိပါတယ်ကျွန်တော်တို့လည်းတစ်ချိန်ကြရင် ဒီနေရာရောက်ကြရမှာပဲလေလူတိုင်းကတော့ဖိုးဖွာဖြစ်ကုန်ဖြစ်ကုန်ကြမှာပဲအဲ့တော့ဘာဖြစ်လဲသူတို့အဲဒီလိုမျိုးတွေ့ရတဲ့အခါမှာနံပါတ်၁ကတော့ကြီးနူးစရာပေါ့ဩသူတို့ဒီအဲဒီအသက်အရွယ်အထိမှာဒီဒီလိုမျိုးလေးရှိနေပါသေးတယ်ပေါ့အဲဝမ်းသာတာပေါ့နောက်တစ်ခုကကြတော့ဟိုကိုယ့်ရဲ့အဖိုးအွားလိုပဲသူတို့သဘောထားစိတ်ထဲမှာထားပြီးတော့ ကျွန်တော်တက်နိုင်သေးကျွန်တော်လူမတက်နိုင်သေးပြေးမယ်ဆိုတော့သဒ္ဓါလေးတွေတော့ကျွန်တော်တို့ကဟိုပေါက်လာတာပေါ့လေအဲတချို့လည်းတွေ့တယ်ဒီမှာဗါမမျက်နှာကြားဆိုကျွန်တော်တို့နဲ့တော့အလန့်ကန်ဝေးကုန်ကြပြီလေဝေးကုန်ကြပြီဆိုကျွန်တော်တို့ကသူတို့လည်းကားရိုက်ပါ냐မရှိကြတော့ဘူးလေဒီလိုတစ်နှစ်မှတစ်ခါတော့ပဲကျွန်တော်တို့ကပြန်ส่งဝင်ရတော့တာပေါ့လေဟောသူတို့လည်းအသက်ကြီးပြီဆိုတော့ကားရိုက်လည်းမရှိဘူးကားရိုက်ส่งမှုဆိုတာလည်းမဖြစ်နိုင်တော့ဘူးလေအဲ့တော့ဟိုအဲ့လိုပေါ့အခုအသက်ကြီးမှအဲအဲ့လိုဒီလိုတစ်နှစ်တစ်ခါတော့ပဲကျွန်တော်တို့ကဒါမျိုးส่งส่งရတာဆိုတော့ ဒါဟိုဘာပဲဖြစ်ဖြစ်ဒီလိုမျိုးလေးလုတ်ပေးတာဟိုကျေးဇူးလက်တင်ပါတယ်ဟိုဝမ်းလဲဝမ်းသာပါတယ်ဒီနေ့တခါအဖိုးတွေဘွားတွေကျွန်တော်တို့ပြန်送ရတဲ့အတွက်ဝမ်းသာပီတိဖြစ်ပါဩကျွန်တော်တို့ကတော့အမှန်တကယ်တော့အမရဲ့သူတို့လည်းမစူးဖြစ်တာတော့မဟုတ်ပါဘူးဒါပေမဲ့အဲ့လိုရတဲ့ရတဲ့အချိန်မှာတော့သူရသလိုလေးပေါ့ဟိုသွားနေရကြတာတကယ်တကယ်မရဘူးဆိုလဲဆိုတော့သူတို့တခါဟိုတိတ်လည်းမကြက်ကျွန်တော်တို့ဒီလိုဇက်ဖို့ဆက်ရန်အဲလောက်တွေရတော့အမရဲ့အများကြီးလက်စူးမိဖို့ဆိုတာတော်တော်ခဲရင်ပါတယ် ကျန်တဲ့စီးပွားရေးတစ်ခုလေးလုပ်ရင်လို့အောင်မြင်တယ်ဆိုရင်တော့တမျိုးပေါ့လေ။ဘာလို့ဆိုတော့သူတို့ကလည်းသူတို့အတွက်ကလည်းအရင်ဇက်ဖို့ဇက်ရန်ဆိုတာအရင်နဲ့ကျွန်တော်တို့ဟိုဟိုရကြတဲ့လူတွေမဟုတ်ဘူးလေ။အင်းမော်အခုသူတို့ကကြတော့အသက်ကြီးလာတဲ့အခါကျမှတချို့ကတော့သူတို့ရဲ့သားသမီးဘာညာကုသကံကောင်းတဲ့အတွက်အဆင်ပြေသလိုလေးနေနိုင်စားနိုင်ကြတာပေါ့။တချို့ကျတော့လည်းအဲအဲ့ကံမကောင်းတဲ့အတွက်အဖိုးကြီးဘွားကြီးပဲဖြစ်တဲ့အတွက်သူတို့ခမရမှာတက်ကြီးမှတော်တော်ဒုက္ခရောက်တဲ့ရောက်နေကြတဲ့ ဟိုကျွန်တော်တို့အမှုပညာဟိုအသက်ကြီးပိုင်းတွေအများကြီးပဲရှိပါတယ်ဗျကျွန်တော်စိတ်ထင်တော့အသက်ကြီးမှမပြေလည်တဲ့လူကတော့ပိုများမယ်လို့ထင်တယ်ဟိုဘာလို့ဆိုတော့ကျွန်တော်စောစောပြောတော့ကျွန်တော်တို့ဇက်ဖို့ဆိုင်ရဆိုတာအရန်စုမိစောင်းမိဖို့ဆိုတာမလွယ်ဘူးဗျဟောအရန်မှမရကြတာလေအဲ့မှာဟိုဟိုဘယ်လိုပြောမလဲအဲ့တော့သူတို့အတွက်ကျွန်တော်တို့မှပြန်ကုန်ရတဲ့အဝယ်စားရှိသလိုသူတို့ပြန်လမ်းစိတ်တွေလည်းရှိတယ်အဲ့တော့ဘာဖြစ်ဖြစ် အဲဒီအမှုပညာအလုပ်တစ်ခုတည်းနဲ့တွားနေတဲ့ကျွန်တော်တို့အသက်ကြီးရွယ်ရွယ်တဲမှာတော့စုမိတဲ့ဆိုတော့မရှိနိုင်တော့ပါဘူး။ကျန်တဲ့စီဝါရေးတစ်ခုခုကြောင့်အဲတော့ကျွန်တော်တို့သူ့ရဲ့သားရီသမီးတွေကနေရှာပေးတဲ့တစ်ခုကြောင့်အဲ့လိုမျိုးစီဝါရေးတစ်ခုရှိရင်သာစုမိတဲ့လူလောက်ပဲရှိတယ်။အဲ့ဒါလည်းရှားမှာပါ။အဲ့ဒါကတော့ဘယ်လိုလဲဆိုတော့ဟိုကျွန်တော်လည်းဒါဒီလိုမျိုးဒါဟိုသင်္ကန်းစာအားလုံးပဲသင်္ကန်းစာဒါယူကြရမှာပေါ့လေ။တကယ်မှာအဲ ီအမှုပညာကိုပဲချစ်တယ်အမှုပညာကိုပဲမြတ်လို့လည်းဒီတစ်ခုတည်းနဲ့ဒီကျွန်တော်တို့ဒီလောက်ကရင်စားတောက်နေတဲ့ကျွန်တော်တို့တွေရဲ့ဇက်ဖို့ဆက်ရံတော်တော်များများဒီလိုမျိုးအသက်ကြီးနေကျွန်တော်ဟိုအကြံဉာဏ်ပေးချင်တာပေါ့စီးပွားရေးလေးတစ်ခုလောက်လဲဒီအပြင်ဘေးမှာဟိုလုံနိုင်ရင်တော့ပိုကောင်းတာပေါ့လေကျွန်တော်တို့ကတော့အရင်နဲ့သူတို့ပြောစရာတော့မရှိပါဘူးကျွန်တော်ဒါကျွန်တော်တို့အဖတွေကျွန်တော်တို့အဖိုးတွေပါပဲအဲ့တော့ဘာပဲဖြစ်သူတို့သူအစဉ်ပြေရာလေးတွေ့ပြီးတော့တခါကျတော့စိတ်ထဲမကောင်းဘူးပေါ့လေ ဒါပေမဲ့ဒီအများကြီးကိုလည်းကိုဒီမှာဒီဟိုလိုက်ပြီးဟိုကူညီအကုန်လုံးလည်းမပေးနိုင်ကြဘူးလေထိုက်တဲ့အခုလိုမျိုးပွဲလေးဂျုံတဲ့အခါလောက်ကလေးအဲကိုတတ်နိုင်သေးလေးလူပေးတယ်ကူညီပေးတယ်အဲ့လိုမျိုးလေးပဲအဲကိုဘက်ကလည်းလုံနေတော့ကိုကြီးလည်းအရန်မားတရားဟိုဟိုချမ်းသာနေတဲ့လူတွေလည်းမဟုတ်ဘူးအဲ့တော့တတ်နိုင်သေးသေးလေးတော့ပဲကျွန်တော်တို့ကပံ့ပိုးပေးနိုင်တာပေါ့ဟုတ်အဓိက ။အော်သူတို့ကတော့ဒီလိုပဲဒါတော့သူတို့ကဂယုနာဒေါသောနဲ့ပြောကြတာပါ။မင်းတို့ငယ်တုန်းမစုထားကြလို့ဒီလိုဖြစ်တယ်ပေါ့။ငယ်တုန်းကစုထားပေါ့စုထားပေါ့ဆိုတာ။ဒါလည်းဖြစ်စေချင်လို့အခုလိုမျိုးမြင်လိုက်ရတော့စိတ်ထဲမကောင်းကြဘူးလေ။မရှိနေတာအစင်မပြေတာမြင်တော့မကောင်းကြတော့သူတို့ကဂယုနာဒေါသောနဲ့ဒါဒီလိုမျိုးပြောပြောတာပြောတာပါ။အဲပြောချင်တာတော့အရင်မရှိပါဘူး။ကျွန်တော်ဒါဒီဒီပွဲလေးမှာအခုကြုံကြတော့မနေ့ကလည်းကျွန်တော်လှူတယ်။ဒီနေ့လည်းလှူတယ်။နောက်နှစ်ပေါင်းနှစ်တိုင်းနှစ်တိုင်းလည်းကျွန်တော်ဒီလိုမျိုးလေးအလှူလေးတွေလုပ်သွားမှာပါ။အဲတကြီးရွယ်တွေအတွက် ကျွန်တော်တစ်ဖက်ကျွန်တော်တစ်ဖက်တလန်းကနေအစဉ်ပြေသူလိုလေးဟိုလှူသွားပေးမှာပါလို့